ဒဂရမတို့မှတ်တမဲ့နေမှာလွန်ဆွေးတယ်ဆိုတာမှတ်ထားကြပါနော်မှတ်တမဲ့နေမှာအမနာဆွေးတယ်ဒါကြောင့်သာနာထာဘိက္ခဝိရတမာအနာထာဘိက္ခဝေငါ့ရှိသာပြီများတို့သာနာထာကိုးစားရအထာရရှိကြကုန်သည်ဘဝထဖြစ်ကြကုန်တော့သာနာထာမာအနာထာကိုးဝယ်ရမရှိဘဲနေကြကုန်သည် မာအနာထမဖြစ်ကြကုန်စေလင်ကိုယ်ကိုယ်ရရှိပြီးကလာအကိုရလေးတခုတော့ရှိကြပါစေကွာအကိုရလေးတခုတော့ဖြင့်ကြပါပါအကိုရမရှိဘဲနေရခြင်းဟာဒုက္ခဆင်းရဲရေအကိုရမရှိလို့ရှင်အမှန်တန်ဆင်းရဲတယ်အရင်ငုတ်တို့ပါဠိတော်တကဏိပါယငုတ်တို့ပါဠိတော်ကြီးမှာကိုးွယ်ရတော့ပြင်မင်းတို့အကိုးွယ်ရဆိုတာအားထားရမှာပဲမှန်ပါပါ ကိုယ်ကိုရာအထာရဖြင့်ရှိကြပါစေကွာကိုယ်ကိုရာအထာမရှိလို့ရှင်မင်းတို့ဒုက္ခရောက်တော့မယ်ဟုတ်ပါဘူးဗျာဒါဖြင့်ငဃာဓမ္မတွေဆရာသမားကသုံးမှတိုင်းကိုယ်ကိုရာတွေကတော့ဖရာလည်းကိုယ်ကိုရာပဲတရားလည်းကိုယ်ကိုရာပဲသံဃာလည်းကိုယ်ကိုရာပဲမတ္တပိရိကုဏအနန္တောဆိုတာလည်းရှိကြတာပဲဒီတဲကဘုရားသခင်ကိုရမကြီးကဘယ်ဟာကိုပုံမူပိဋကလာကြိုက်တယ်ဆိုတဲ့ဥစ္စာသတိထားရမှာနော်မှန်ပါပါဗျာ ပညာဝါဟောတိဥရိယထဂာမိနီယပညာနဲ့ဖြစ်ပျက်ကိုရှုပြီးနေတဲ့အလောက်ပါအဲ့ဒါမင်းတို့သမာဓိခွက်ခဲ့ရဂာမိနီယပဲတဲ့အလုံးစုံဒုက္ခကိုကုံစေတိုင်းတကွာပညာနဲ့ဖြစ်ပျက်ဥရိယဘယဆိုတဲ့ဖြစ်မှုပြမှုကိုမင်းတို့ဥရိယထဂာမိနီယဆိုတဲ့အတိုင်း ဖြစ်မှုပြမှုကိုမင်းနဲ့နှလုံးသွင်းပြီးကြလားဘယ်ချိန်မဆိုနှလုံးသွင်းပြီးကြလားနေကြမယ်ဆိုလို့ရှိရင်ဒုက္ခကရဂာမိနိယဒုက္ခကိုကုံစေသည်ဟောတိဒီမင်းတို့ဖြစ်ပျက်ကိုနှလုံးသွင်းတာကိုအာဟုအာရထားပါလို့ဖတ်မှာခဲ့ဘာနှလုံးသွင်းရမလဲဖြစ်ပျက်ကိုအာဟုအာရနှလုံးသွင်းပြီးကြလားထားပါတဲ့ယံပိဓမ္မနာသကာရဏော အယံပိဖြစ်ပျက်ကိုအာကိုရခြင်းနိနာထကရဏောကိုးဘွယ်ခြင်းကိုပြုကြတိဟောတိဖြစ်ဆိုတဲ့တိုင်းတဲ့မင်းတို့ကိုးဘွယ်ရာကိုးဘွယ်ရာဆိုတဲ့ဥစ္စာကိုအားထားရဩဘယ်လိုအားထားရမလဲလို့ဒကာကျော်တို့ဒကာတိတို့ဥလာဘုရားကမေးလို့ရှိရင်သူကဒုက္ခကုန်စေနိုင်သောကြောင့်ဖြစ်လို့အာကိုရတယ် ုက္ခပါလေဒုက္ခကုံစည်နိုင်သောကြောင့်ဘုန်းကြီးတရားဓမ္မတွေအားကိုးရတယ်ဟောဒါဖြင့်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကဒုက္ခကုံတဲ့နေရာတော့ဖြင့်တရားဓမ္မတို့အားကိုးရမှာအစ်စ်ပဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကဒုက္ခကုံရပဲအားကိုးရမှာပဲဒါကြောင့်ပညာဝါဟောဒီဥရိယတ္ထဂမိနိယသမန္နာကတော် အရိယာယဖြူစင်သောနိဗ္ဗေရိကာယထိုးရင်းရသိသောတမာကောင်းစွာဒုက္ခခယဂာမိနိယဒုက္ခကိုကုံစေတတ်သည်တုံစေတတ်သောပညာသည် ဟောတိဖြစ်အယံပိဓမ္မနာထကရမောအဲ့ဒီကဲတော့ထကနိဗ္ဗာန်အငုတ်သူကိုယ်ကိုယ်ရာရှစ်ပါးတွေရှိတဲ့နေကနောက်ဆုံးပိဒါဟောပြီးဒီကလာထားသောကြောင့်ဘုန်းကြီးတို့ဓမ္မတွေဘယ်လိုကိစ္စတွေ့တွေ့ဖြစ်ပြတာအကုန်ပါမှန်ပါဗျာ ဒုက္ခကိုကုံစေနိုင်လို့ကြောင့်ဖြစ်ပြက်ပဲအာကိုရမယ်ဖြစ်ပြက်သေးတဲ့ညံပဲရှင်းပြီနော်ရှင်းပါပြီဩဒါဖြင့်တို့ယနေ့ညာဘုန်းကြီးကဗာရီများပေးပါလေမတုံးလို့ပေးတော့ခန္ဓာကိုယ်ရင်ဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ်ဝေဒနာဖြစ်ပြက်ကိုအာကိုစိတ်ကြိုက်တဲ့ပုဂ္ဂိုလ်ကရုပ်ကြိုက်တဲ့ပုဂ္ဂိုလ်ကအေးသစ္စာကြိုက်တဲ့ပုဂ္ဂိုလ်ကအလုံးစုံဖြစ်ပြက်အာကိုသဘောကျ ဲ့ဒီကဲဆိုတရားဓမ္မတွေအာဟုမမှားရအောင်လို့အဲအမတန်မှပါရှာတယ်ဆိုတဲ့ဥစ္စာလေတရားကျွေးသေးရှာမှတ်ရမှာမှန်ပါဘူးဖြစ်ပြဘယ်နဲ့ကြောင့်အာဟုခိုင်းမှလည်းမလုံးဆိုတော့သမာဒုက္ခခေယဂါမိနိယဒုက္ခကုံစေသောကြောင့်သူ့အာဟုကွာမှန်ပါဘူးဒုက္ခကုံစေသောကြောင့်သူ့အာဟုဖြစ်ဖြစ်ရှိပါများလားတော့ဖြစ်ဖြစ်ဆုံးသွားတော့ဒုက္ခကမကုန်ဘူး။ကုန်ပါပါဘုရား။အဲဖြစ်ဖြစ်ဆုံးသွားတော့ဒုက္ခကုန်တော့ ဒုက္ခကုံတဲ့ညာလေးတို့ညာကျမ်းနေပါတယ်ဒုက္ခကုံတဲ့ညာလေးကျမ်းနေတော့ဒီညာလေးကလည်းနိဗ္ဗာန်အောင်ပြုတဲ့ညာလေးတခါဒုက္ခကိုအာရုံပြုတဲ့ညာလေးနဲ့သေတဲ့ဒုတိယဘဝမှာသောတပန်ကရကနာကယံတော့ဖြစ်တာပဲဟာဒုက္ခကုံသွားတယ်ခရားဒုက္ခရှိရမှတ်တဲ့နဲ့ပြည့်ရဖြစ်ဖြစ်ဒုက္ခကြီးဆုံးသွားတော့တယ် အဲ့ဒီဒုက္ခကြီးဆုံးသွားပါတယ်ဆိုလို့ရှိရင်လည်းဖြစ်ပြဆုံးမြင်တဲ့ဉာဏ်လေးကခမရတို့ဧကယနောယံဘက်ကမကောဆိုတဲ့တိုင်းနဲ့လောကုတ္တရာမကလေးဖြစ်ပြီးတကြောင်းနဲ့နဲ့သူကနိဗ္ဗာန်ပို့တော့မယ်။မှန်ပါပါဗျာ။ဒါကြောင့်အာလုံတရားနာကြတဲ့ဓမ္မတွေဖြစ်ပြကိုအာယုံပြုတဲ့ဉာဏ်လေးအာကိုကြ။မှန်ပါပါဗျာ။ဘာအာကိုရ။ဖြစ်ပြပြောတဲ့ဉာဏ်လေးအာကို ဖြစ်ပြကိုမြင်နိုင်တဲ့ဉာဏ်ဖြစ်ပြဆုံးမြင်နိုင်တဲ့ဉာဏ်ကြိုက်ရဉာဏ်ဒီဉာဏ်တစ်ခုကိုဖြင့်တခါကျေတော့ဥလာဘူးတို့တခါတစ်တို့ဘယ်တော့မှမလျှော့ပါဘူးမှန်ပါဗျာရသော်ဆုံးကပြတ်တော့မယ်လေကျမ်းတဲ့ရောက်ခဲ့ကြရမယ်ဆိုရကြောင်းမှသူ့ကိုပဲအားကိုမှန်ပါဗျာရေမြန်စီတော်ရေမြန်နေကြီးမြင့်ကြီးလုံနေလို့ရှိရင်သူ့ပဲအားကိုရမှာမှန်ပါဗျာ ဲ့ကဲတော့အာဟုလို့ရှင်ဖြင့်တဲ့ဒုက္ခကိုပုံစင်နိုင်ပါလေသေကဏိတော်မှရှုလို့ရှင်ဖြင့်သေကဏိရှုတာတော့သဂရမတွေသောတပန်တရာကအနာကံဖြစ်နေအကဲသောတပန်တရာကအနာကံဖြစ်ပြီးတဲ့ပုဂ္ဂိုလ်ကထရှုမယ်ဆိုရင်ရန်တာဖြစ်နိုင်တယ်လို့ဆိုရတယ် ထကုဏသုတ်တို့ကလည်းသေသေးရှားရှားဟောတာမဟုတ်ဘူးလားဟုတ်ပါဘူးအဲ့ဒါလေးလည်းနာဘူးကြာဘူးရှိနေတဲ့ဘုန်းကြီးတို့ဓမ္မတွေဖြစ်နေတော့ကြောင့်ဘာကိုကိုွယ်ကြရမဲဆိုတော့ယနေ့သိပါဘူးဘာလဲဖြစ်ဖြစ်ရှုတဲ့ညာအကူရမှာဘာကိုကြောင့်ခန္ဓာကိုယ်ကလည်းဘာပဲရှိတော့ဖြစ်ဖြစ်ပဲရှိတော့ဖြစ်ဖြစ်ရှုတဲ့ညာလေးပဲ ဘိန်းတို့ဒကာဓမ္မတွေကအာကိုလိုက်တဲ့ခါကျတော့ဒီညာလေးကဘာလို့အိုဒုက္ခကုံစေတတ်တယ်။အဲဒီညာလေးကဘာလို့ပါလဲ။ဒုက္ခကုံစေတတ်တဲ့ညာလေးဆိုတော့အလုံးစုံသောဒုက္ခဓမ္မကင်းပြောက်ပါခြင်းကြောင့်ငါရှစ်ခိုးပါ၏လို့ခဏနုံကပဲရှစ်ခိုးကြတယ်။အဲဒုက္ခကြောက်ဆုံးလို့ရှစ်ခိုးကြတာပဲ။အဲတော့ဒကာဓမ္မတို့ဒုက္ခဆိုတာကြောက်ကောင်းတဲ့တရား။ ပဲကောင်းတဲ့တရားပိုင်းခြားကောင်းတဲ့တရားဒုက္ခကိုဒုက္ခပရိညာဘိသမေနဘိသမေတိဆိုတဲ့အတိုင်းဒုက္ခပိုင်းပိုင်းခြားကြသိဖို့အရေးဟာလေဉာဏ်ကိုအားကိုးရမယ်ဆိုတာသဘောကျကြ။ကောင်းပြီဒါဖြင့်တရားကျွဲတို့တရားဥလဘူးတို့ပါအားကိုးမယ်။ ဖြစ်ဖြစ်အာရုံနိုင်တဲ့ဉာဏ်ပေါ့ဗျာဘယ်နဲ့ကြောင့်ဒီဉာဏ်ဆရာဘုန်းကြီးကအာဟုခိုင်းပါလိမ့်မလဲဖရာကအာဟုခိုင်းပါလိမ့်မလဲလို့ဒကာရမတွေမေးဖို့မလိုဘူးလို့ပါဗျာတမာဒုက္ခခေယဂာမိနီယာတမာကောင်းစွာဒုက္ခခေယဂာမိနီယာဒုက္ခကုံရာလို့ရောက်စေတတ်သောကြောင့်ဒုက္ခကုံရာဆိုတာပါပါလိမ့်မေးပါဗျာအဲ့ဒီရောက်စေရောက်တဲ့ဉာဏ်ဖြစ်လေသောကြောင့်သူ့အာကိုကြအယံဖိဓမ္မနာထကရဏော အယံပေဖြစ်ပြကုံရာကိုရောက်အောင်ကိုနိုင်တဲ့ညံနေတာလဲနာထကရဏောမင်းတို့ကိုယ်ွယ်ချင်းပြုရမယ်တရားပါပဲကွာလို့အင်္ဂုတ္တမသေချာဟောတဲ့တွေ့ညီသူမဆိုတာ အကြည့်ဆုံးအာကိုရမယ်တပည့်ရအင်းဒါတော့မှမသိတဲ့ပုဂ္ဂိုလ်ကြရတယ်ကိုယ်ပြုထားတဲ့ဒါနကိုယ်ဆောက်တည်ကြတဲ့သီလပေါ့ဗျာမဟုတ်ဘူးအကောင်းဆုံးအာကိုပြဇံပါရှင်ဖြင့်ဒါပဲမှန်ပါပါ ဟုတ်ကြကောင်းဆုံးအာဟုပြဆံပါဆိုရင်ဖြစ်ပြအောင်ပြုတဲ့ညာဖြစ်ပြဆုံးအောင်ပြုတဲ့ညာဒီညာသာလင်ဘုန်းကြီးကဓမ္မတွေမှာကိုယ်ကိုရအားထားရအစ်စ်ဖဲလို့အယံပိဓမ္မနာထကရဏောလို့ဖရာကိုယ်တိုင်တော့နှုတ်ကဖွင့်ရပြီးဟောသည်ဖြစ်လေသောကြောင့်ဘာမှတန်လျာမရှိပဲနဲ့ဩဒါကုဝမှာပဲဆိုပြီးဒီနေ့ကစပြီးဒါကိုယူမယ်ရှင်းမလားရှင်းပါပါဘုရား အကယ်၍သိရှိသွားတဲ့ပုဂ္ဂိုလ်လေသိကိုပဲအာကိုရသိမအာမကိုလည်းသိသွားတဲ့ပုဂ္ဂိုလ်ဒီလေခိုင်းဖို့ဒီလေကြည်ဓာတ်ဖို့ဒီလေကမှဟိုဘက်ရောက်အောင်ပို့ပါဘူးဒီမှာလည်းဒီနေ့ဒီပဲဒီညာလုံးကဒီညာကဟိုဘက်ရောက်အောင်ပို့ပါဒီညာမှမလုတဲ့ပုဂ္ဂိုလ်ဒီညာကဘယ်နဲ့ဒီညာမှမရှိရင်သူကဒီအိမဘက်ကနေဟူသောအစ္စဒဘက်မှာဟိုမရကန်နေဟူသောနိဗ္ဗာန်ဘက်သို့သူပို့နိုင်မှာမပို့နိုင်ပါဘူး ါဒါဖြင့်ဒကာဓမ္မတို့ကိုလုံးနေတဲ့ညာကိုအားကိုရှင်းညာဘာကိုကြမလဲကိုလုံးနေတဲ့ညာကဘာညာပါလိမ့်မလဲဆိုတာကဲထပ်ပါဦးအဲဖြစ်ပြမြင်နေတဲ့ညာဒီတဲ့တက်နိုင်ဖြစ်ပြအဆုံးကိုအဲဒုက္ခကအန္တံကရိတ္တိဆိုတဲ့အတိုင်းဒုက္ခကဒုက္ခအန္တံဆုံးကိုကရိတ္တိမျက်မှောက်ပြုနိုင်အောင်လုပ်ထိုင်ရင်လေ ဟိုမူကောင်းတယ်လို့မှတ်တာပေါ့အားသောမဟုတ်တပည့်တော်ပင်ဖြစ်ပြနေပဲသိသွားတယ်ဆိုတာတောင်မှဒုတိယဘုရားသောတာပန်ဒီနိုင်တယ်အားဖြစ်ပြဆုံးရောက်ပါတယ်လို့ဆိုလို့ရှိရင်ဒီဘုရားမှာပဲအဲအမှန်သာဆုံးရင်မရောက်မရှိပါဘူးဒါပြန်ကိုးကွယ်ရာတခါကြွယ်ရဘူးလားဘူးလို့ရှိပလားဘာအကူကြမလဲဖြစ်ပြမြင်တဲ့ညာဖြစ်ပြဆုံးမြင်တဲ့ညာ အဲဒီညာဖြင့်ကြည်ရအကူတော့ဖြစ်ပြမြင်တဲ့ညာလည်းဥပဒနာမဲ့ပဲဖြစ်ပြဆုံးမြင်တဲ့ညာလည်းလောကုတ္တရာမဲ့ပဲအဲဒါကြောင့်ဒကာဓမ္မတို့အသေးရလေးကြီးကုန်ကြပြီဆရာဘုန်းကြီးကြီးဒကာဓမ္မတွေကလည်းကြီးအကူရာဖြစ်ဖြင့်ဒါပဲဆိုတာသိကြကြအေးဘုရားသခင်ကုရမြတ်ကြီးတောင်မှဒကာဓမ္မတို့ဘယ်ချိန်မှဆိုဖရသမဘာ အားရရရင်ဘုရားသမားဘက်ပဲဝင်စားနေတယ်ဆိုတော့သူဖြစ်ပြည့်ရှုပြီးမှဝင်စားလို့ရတယ်ဖြစ်ပြည့်ပဲအကုရတာပဲဖြစ်ပြည့်ဆုံးသွားတော့မှနိဗ္ဗာန်မြင်တဲ့ညာဘုရားသမားဘက်ညာကဘုံညာကလာတော့တာကိုသူလည်းကအကုရပဲဒါကြောင့်သဏ္ဍာထဘိက္ခွေဝိရဒမာအနာထဘိက္ခွေရန်တို့သဏ္ဍာထမိမိတို့ကိုးစားရအားထားရတခုခုရှိကြကုန်ပြီဘဝထဖြစ်ကြကုန်တော့ မနောအကိုရာတခုတော့လက်ကင်ရှိပဲစင်းတော့မှန်ပါဗျာအကိုရာတခုတော့လက်ကင်ရှိပါဘူးအဲဒီလောကီကြတာမြင်လားဘိုးကအိမ်လေးကောင်းဆောက်ထားမှာကမဟုတ်အိမ်ရောက်စားမယ်ဆိုတော့အိမ်အကိုတယ်မှန်ပါဗျာအကားလေးတခုတည်တော်ကမှာကမဟုတ်အเจ้าမကြီးဆိုဒီကထုတ်လိုက်လေးရှင်းတော်တော်နဲ့ရသေးတယ်ကွာမှန်ပါဗျာဆိုအကိုလေးတော့မရှိကြဘူးမှန်ပါဗျာအဲဒီအကိုလေးတွေက ဒကာဓမ္မတို့လောကီမှာအာကိုရတာကတကယ်အာကိုရတာမဟုတ်မီးလောင်းဒီဇန်သမီး၅ပါးနဲ့ဆက်ဆံတော့ပြည့်စည်ဘူးပြည့်စည်ဘူးလားအခုဟာကတော့ဒကာဓမ္မတို့ကိုညံထဲမှာကိုဖြစ်ပြက်ကိုမြင်ပြီးဒကာကနေတဲ့ညံဆိုတော့ဖြစ်ပြက်မြင်မှုတဲ့လူကလည်းဥရိယဘေးကမြင်မှုတဲ့ပုဂ္ဂိုလ်ကလည်းဘယ်တော့မှမပြောက်တော့ဘူးနှလုံးသွင်းလိုက်ညံတဲ့လိုက်ပေါ်လာတာ ဖြစ်ပြဆုံးမြင်မိတာပုဂ္ဂိုလ်ကြတယ်လေဖြစ်ပြတွေ့ပြီးမကြခင်မဲဆုံးသွားတော့အဲ့ဒီကဲတော့အကုရာရှိသိကြပါဘူးသိပါပါဘုရားဒါဖြင့်ဓမ္မတို့ယနေ့တရားစမှာငါတို့ဘယ်လိုများချင်းမြောက်ပါလိမ့်မလဲလို့ဒကာကျွဲတို့မေးရင်ဖြင့်အကုရာရှိပေးတဲ့နေပဲမှန်ပါပါဘယ်လိုပါလဲအကုရာရှိပေးတဲ့နေပါဗျာအကုရာရှိပေးတဲ့နေပဲလို့မှတ်ကြပါဒါကြောင့်ဓမ္မတို့ အရေးရှိရင်ခင်ဗျားတို့လည်းလောကီမှာအာဂုယတခုခုထားသလိုအဲ့ဒီလောကီအာဂုယကတော့ရန်သူ၅ရံနဲ့ဆက်ဆံတကယ်တမ်းကျတော့ပြက်သွားအခုညာကိုအာဂုပါဆိုတော့ဒကာဓမ္မတို့ပြက်เสียရှိသေးရဲ့မရှိတော့ဘူးဒီညာသာထက်သွားပြီထက်တဲ့သာထက်သွားပြီတော့ကဲရှင်းကြပြန်ပါအဲဒါဖြင့် ဉာဏ်ဉာဏ်ဒီပဲလို့အထုံမှဖြစ်မလဲခရားလို့ဆိုရဲဉာဏ်စကားကိုပဲယနေ့ပြောကြပါစို့မှန်ပါဗျာဉာဏ်ပဲလို့အထုံမှတပည့်တော်တို့အကုရအစ်ဖြစ်ပါမလဲဆိုတဲ့ဥစ္စာကိုဝိရုဒ္ဒတေသာကနဲ့ကွာထုတ်ပြီးဒီကလာဥပဒနာရှင်နီးပြကြပါစို့မှန်ပါဗျာနာဘူးတဲ့ပုဂ္ဂိုလ်များလည်းမြဲစေတော့မနာဘူးတဲ့ပုဂ္ဂိုလ်များလည်းအသက်မှတ်ပြီးဉာဏ်အကုကြစေတော့ဆိုတဲ့စိတ်ထားနဲ့ ဥပရိပန္နာသပါဠိတော်ဥပရိပန္နာသပါဠိတော်ကအိန္ဒြိယဘာဝနာသုတ်ကိုဟောလိုက်မယ်မှန်ပါပါဘုရားဥပရိပန္နာသပါဠိတော်အိန္ဒြိယဘာဝနာသုတ်ဆိုတာဒကာဓမ္မတို့ဒါကိုပဲနာကြရတော့မယ်ဆိုတော့ဥပဒနာရှုတဲ့ဉာဏ်ကိုအားကိုးရမယ်ဆိုတာဒီညာဘယ်လိုဖြစ်လာလို့ရှင်တပည့်ရဲ့သူဒီညာအားကိုးလောက်ပါဗလဲလို့ဉာဏ်ကိုစစ်ဆေးကြတယ်ဘယ်လိုအားထုတ်လိုက်တဲ့ခါကြလို့ရှိရင်ဒီညာကိုအားကိုးရမယ်လို့ဆိုတာတော့ဟုတ်ပါပြီ ဘယ်လိုမြင်တဲ့အခါမှာတပည့်တော်ဒီညာဒီအာဟုတိုက်တဲ့အစ်စ်ဖြစ်သောရောက်ပါလိမ့်မလဲဆိုတာမေးဖို့မလိုဘူးလေအေးဒါကြောင့်ညာစစ်တန်းကိုပဲတခါကျွမ်းနာတော့မယ်ခိုင်းဒါဖြင့်သေချာอยู่သေးခိုင်းခိုင်းညွန့်ညွန့်မှတ်မှတ်သားသားနဲ့ဘုန်းကြီးပြောတဲ့အတိုင်းတရားနာနိုင်ပါစေဘုန်းကြီးမြတ်တာကတော့ရောက်ပြီတရားနာပြီသိကြပါစေဆိုတဲ့မြတ်တာရောရောက်ပါ ရောက်ပြီကလာကျင့်နိုင်ကြပါစေဆိုတဲ့မေတ္တာကိုအဲဒီတိုင်ခမရတို့ကလည်းဒီမေတ္တာခံယူပြီးကလာ gain အကုရညာဖြစ်တော့မရရအောင်ယူပါတော့မယ်ဆိုတဲ့စိတ်ထားနဲ့တရားနာတရားမှတ်တရားကျင့်ကြ